ကတိကျူးချန်နယ်လေးကပြန်လဲကြိုးစားပါဗျာနော်နေပါလို့ပြောချင်လဲဆိုတော့ပြဿနာတက်နေရဲ့မိုးကုတ်မှာပြဿနာတက်နေတယ်ခင်ဗျာဟမ်စုပ်လဲစုစားလဲယူဟမ်ဒီအနာနီယာစစ်တက်ကိုတပါတဲ့ခေါ်လာမှာပြူလာမှာဆိုတော့တိုင်လို့လဲမရပြူလို့လဲမရမိုးမိတ်ကတော့စက်ထိမ့်မယ်ပေါ့ဗျာနော်အကြောတော့မိုးကုတ်မှာတော့အာဘာဖြစ်တယ်ညာဖြစ်တယ်ကိုအခြေတင်နေဆွေးနေနေပြီးတော့ဟာဘလို့ဖြစ်တာတော့ ကျွန်တော်ပြောတယ်လေခင်ဗျာ MGM တဲ့ရှားအမှဖွင့်အောင်ဟိုညဉ့်ညံကောင်းနေရောအကုန်လုံးအကုန်လုံးအမှသွားစုနေလေမုံ sorry the beijing no အဲ့မှာဖင်ကူပါညာအဲ့မရီယာဘက်ကဟိုက်အကုန်လုံးအမှမဟုတ်သွားစုနေလေခင်ဗျာအမှကျုံးလေအမှကျုံးလေခင်ဗျာဟမ်ကျုံးလေခင်ဗျာအကုန်လုံးစုတိုင်းခင်ဗျာတို့ကကာကွယ်မယ်ပြုမယ်ဆိုပြီးတော့ကမိန်နေပါလေလုပ်ပြီးတော့ခင်ဗျာဟမ်ဖြစ်တင်းနေတဲ့အရာဘယ်ရောက်ကုန်လို့ဝိုင်အောင်ပါပဲလားဝိုင်အောင်ပါပဲလားဟမ်ဘလို့ဖြစ်တာတော့ဟမ် ပြောတော့မဟာမိတ်ဆိုမဟာမိတ်ပြမကြောက်လို့ပါပြုလို့ပါနဲ့ဘာမှမဟာမိတ်နဲ့မရှိဘူးမြတ်ဖေအောင်သာရယံသာရမိတ်ဆိုတော့သာရကိုကြိုးစည်းပါပဲကြီးသာရယံသာရမိတ်ဆိုတော့သာရကိုယူရှာဟောင်းနေဘာတော့မင်းတို့ကောင်းနေအခုကမှဘာရှောက်ပြောနေမှာပြောလိုက်တော့ဟာဘာဖြစ်ဘာစင်တာလာမရဘူးတွေဘာအိမ်တော့လှုပ်ထားတာလေဟမ်ငါတို့လမ်းမှာဘယ်ကောင်မှတစ်ပါးနဲ့မအောင်မိုက်ခဲပြောတာလေငါတို့လမ်းမှာတာတဲ့ကောင်တွေကိုချင်းလိုက်မယ်ဆိုတော့အခုတီယန်နန်နေတာပြီကွာမင်းဘာလုံးမအောင်မိုက်ခဲ့ ်ညင်းကြံမိုက်ခဲသူတဲ့ကောင်မင်းဘာလုံးမောင်မင်းဘာလုံးမောင်အခုမင်းတို့တီယန်နန်နေတားပြီကွာတီယန်နန်နေတားပြီကွာရှောင်းဝမ်းပါလားကွာမင်းတို့ကလေးတွေပဲမင်းတို့ကလေးတွေပဲလေးတွေပဲမင်းတို့ကောင်ညာဟမ်ဒီမှာတစ်ချက်နားထောင်ကြည့်လိုက်မယ်ဗျာတန်တမရကစစ်ကောင်စီကိုမုကောမြို့နယ်ခေါ်သွင်းလာမဲ့အကြောင်းအသိပေးပြောဆိုလာတယ်လို့ဒေတာတော်လိုင်းအင်အားစုတွေကပြောပါရယ်တုဒ္ဒချမ်းသာသတင်းပေးပို့ထားပါရယ်ခင်ဗျာ တန်းတမ်းတော့ DNL ကစစ်ကောင်စီကိုသူတို့ကိုယ်တိုင်မန္တလေးတိုင်းမူကိုမြို့ရဲခေါ်သွင်းလာမယ်အကြောင်းဒေသတော်လိုင်းရဲအားသူတွေကိုအတည်လင်းပြောဆိုထားတယ်လို့မူကိုသိပိတ်ခေါင်းဆောင်ကအတည်ပြုပါတယ်။နိုဘမ်ဘာ15ရက်နေ့ကကျုပ်ပြည်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့ DNL တို့ရဲ့အစည်းအဝေးပြီးမှဒီသတင်းစကားထွက်ပေါ်လာတာပါ။ DNL ကနိုဝင်ဘာ29ရက်နေ့နောက်ဆုံးထားပြီးမိုးကုံမြို့ကနေထွက်ခွာမှာဖြစ်တဲ့အတွက်နိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီပါတခါတည်းမိုးကုံမြို့လည်းဝင်ရောက်လာမဲ့အခြေအနေဖြစ်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးတော်လိုင်းအရာစုတွေအခြေအနေဆွေးနွေးနေကြတဲ့ဖြစ်ပြီးဘလို့ရှေ့ဆက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်တော့မထွက်လာသေးပါဘူး။ တင်ချာတော့ပဲဆိုတာဒီဘက်ကကျွန်တော်တို့အားစုတွေကို TNL ရခေါ်ပြီးတော့မှသူတို့ကိုယ်တိုင်ခေါ်သွင်းလာမယ်လို့အတိအလင်းပြောတယ်တော်တော်ခက်ခဲတာပေါ့သူကိုယ်တိုင်စစ်ကောင်စီကိုခေါ်သွင်းပြီးတော့မှစစ်ကောင်စီရောက်ပြီးအခြေချပြီးဆိုမှသူကပြန်ဆုတ်သွားမယ်လို့အဲ့ဒီလိုပြောတာပေါ့နော် သူတို့နဲ့စစ်ကောင်စီနဲ့ကြားမှာတော့သူဆက်ဆံရေးယုံထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ပြန်လုပ်ကြမှာတင်တယ်တခုရှိတာကျွန်တော်တို့ကလှုပ်ရကြရအရန်ခတ်သွားတာပေါ့ DNL နဲ့လည်းကျွန်တော်တို့ကမဟာမိတ်ကမပြတ်ချင်ဆိုတော့တစ်ဖက်မှာလည်းစစ်ကောင်စီကိုကျွန်တော်တို့ကဒီမျိုးတွေမဝင်ရေးဆိုတဲ့ဟာရှိတာပေါ့လှုပ်ရကြရတော့တော်တော်ခက်တယ်ကြာဟုတ်တော်လေးအရာစုဘက်ကတော့ဟိုကျွန်တော်တို့ အများကြီးတိုင်ပင်ကြတော့ဆွေးနွေးကြတော့ချင်းကျင်နေကြတော့ပေါ့နော်တစ်ဖက်မှာလည်းမဟာမိတ်ပေါ့နော်မိုးမိတ်ကတော့ဘာပဲပြောပြောကျွန်တော်တို့ចောင်းသားတက်မတော်နဲ့ကြံရကူမယ်ဆိုတော့တစုံတရာအားရှိတယ်ပေါ့နော်မဟုတ်ဘူးကောအကေစစ်ကောင်စီပြန်မဝင်လာရေးပေါ့နော်ဘလို့မဟာမိတ်တွေကကူညီကြမလဲပေါ့နော်ကိုင်းနိုင်မလဲပေါ့နော်ကျွန်တော်တို့ဘက်ကရောဘာပြင်ဆင်ထားဖို့လိုသလဲပေါ့အစသဖြင့်တော့ဒီဘက်မှာတော့အချိန်အနည်းကျွန်တော်တို့တိုင်ပင်နေကြပါတယ်ဗျဟုတ် ဒီအချိန်နဲ့ပတ်သက်ပြီး GNL ပြောရေးဆိုခွင့်ရှိသူကို DVB ကဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့လက်ရှိအချိန်ထိပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။မိုးကုတ်မြို့နယ်မုံမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ GNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးတနည်းကြော်ကြာမှပြန်လည်လက်လွှဲရမယ့်အခြေအနေဖြစ်လာတာပါ။တပိတ်ချင်းခရိုင်မိုးကုတ်မြို့နယ်နေမင်းချင်းဆက်ဆက်နေတဲ့တပိတ်ချင်းမတရားဆင်ကူနယ်တွေအကုန်လုံးမှာစစ်ကောင်စီကစစ်ရေးအသာစီးပြန်ယူနိုင်ဖို့ကြိုးစားနေပါတယ်။ မိုးကုံမြို့ကိုပြန်မဝင်ခင်မှာပတ်ချလိုက်မြို့နယ်တွေကိုပါပြူဟာတကြပြန်ထိန်းချုပ်နိုင်မှုစစ်ကောင်စီကပြင်ဆင်နေတာဖြစ်ပါတယ်။မထင်မှတ်တဲ့လမ်းကြောင်းဆိုတာကတော့တို့ကလောလောဆယ်မရီယာနယ်မြောက်ချမ်းနဲ့ရှင်းမြောက်ချမ်းမှာစစ်ကြောင်းနှစ်ကြောင်းရှိတယ်ဗျ။မရီယာနယ်မြောက်ချမ်းကတငါတောင်ရွာနဲ့မြောက်ရွာကူးတဲ့လမ်းကနေခြေရုံးနှကန်းတိုင်းအနောက်ထိုးပြီးမှတင်ရွာဘက်ကနေမြောက်ထိုးမဲ့တကြောင်းရဲ့လို့ကျွန်တော်သုံးသပ်တယ်။နောက်တကြောင်းကကြာဆယ်တော်ဘက်မှာရောက်ရှိနေတဲ့ကြောင်းကဆယ်တော်ဘက်ကနေနောက်ကားလမ်းတိုင်းဆင်းလာပြီးလို့ရင်ကိုးပြုံဘက်ကနေတောင်ကျင်တိုင်းမြောက်ထိုးမဲ့ဆိုရင်လည်းရတယ်ဗျ။အဲအဲ့လိုနှစ်ကြောင်းတော့ကျွန်တော် ရှိထားတယ်လို့သတင်းရသိထားရတယ်။ကားလမ်းကြောင်းတိုင်းမထိုးပဲအတန်းထိုးမယ်ဆိုရင်တော့အဲ့လိုအကြောင်းတွေတော့ရှိတယ်ဗျ။ကျောက်ဆူရကမြောက်ပိုင်းမဟာမိတ်တွေကိုဇက်တိုက်ဖိအားပေးခဲ့တာကြောင့်ဧပြီလထဲမှာလာရှုမြို့ကိုကိုကန်တက် MND ကပြန်လက်လွတ်ခဲ့ရပြီးနောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်တွေဟာရှမ်းမန်းဆက်ဆက်နယ်ကနောင်ချိုတီဘောကြောင့်မဲတို့ကိုဆက်ပြီးလက်လွတ်ခဲ့ရပါတယ်။ အခုမိုးကုတ်မိုးမိတ်တို့ကပါမြောက်ပိုင်းမှာမိတ်တွေကဆက်လက်လွှတ်ရရင်တော်လန်ကြီးတစုံလုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်အတွက်လူငယ်တပ်သားစစ်တွေထပ်မံဖိတ်ခေါ်တဲ့ညင်ညာချက်ကိုအောက်တိုဘာ30ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြစ်တင်မှုကြိုးစားခဲ့ပါတယ်။ကျွန်တော်သုတချန်တာပါ။ကဲဟမ်ကြော်ပြောတာအကုန်လုံးစုနေပြီလို့ကျွန်တော်မလုတ်ပေးနိုင်သေးလို့အဲ့စုနေတဲ့ပြီးတော့ကျွန်တော်အချိန်မှရှိတယ်မလုတ်ပေးနိုင်သေးရ။ နော်မလုတ်ပေးနိုင်ဘူးလို့လုတ်ပေးခြင်းနဲ့အခုဗီဒီယိုရဲ့ကျွန်တော်ဒီမှာအကျွေးအများကြီးပြလုတ်ပေးရမှာကျွန်တော်လည်းအတက်နိုင်ဆုံးလုတ်တာပါဗျာကျွန်တော်အများနဲ့ပြောကျွန်တော်တယောက်တည်းဟိုကပြောတာရအများကြီးနော်အကြောင်းအခုငစီပါပြောတော့ TNN ကိုလည်းတိုက်မယ်ပြုတ်မယ်မိုက်ခဲကလည်းပြောတယ်ပြုတ်တယ်ဆိုတဲ့ဟာဘာလုံးမအောင်ဗျာဟမ်ငစီလေးဟမ် TNN ဘာလုံးမအောင်ဟဲ့စကားသားနဲ့ပေါင်းလို့ရှင်အကုန်လုံးရှင်းပေးမယ်ပြုတ်ပေးမယ်မိုက်ခဲကလည်းငါတို့လမ်းမှာလာတားတဲ့ကောင်ဘသူပြင်းရှင်းပေးမယ်ဆိုတဲ့ဟာလေး အဲအခုအခုတရားနာနေကိုလုံးလေးဟေးအောင်ဟေးအောင်အဲအောင်နေမင်းတို့မင်းတို့ယူသလိုကြောင်သလိုရောမလုံးနဲ့တော့မင်းတို့ယူသလိုကြောင်သလိုရောမလုံးနဲ့တော့မင်းတို့အောင်နေဟမ်ငါသာဆိုအပြိုင်မီတက်ကခေါင်းဆောင်ဆိုလို့ချင်းကသိုးသူရသောတဲ့နော်အဲသိုးသူရသောငါတိုင်မှာငါသာသူတိုင်မှာဘာလို့ဆိုငါတို့အများကြီးပြီးဆက်ထားရတာလीမြတ်ဒီကောင်ဒီဆောက်ရှုံးမပြီးအများကြီးလीမြတ်ဟမ်ကျုံထလိုက်မှာမှတ်တော့ဒါလောက်ရောက်ရောကျုံလိုက်မှာမြတ်ဟမ်ကျုံရဲဘူးလား အဲဟောဟောဒီဘတ်တိတ်လေးကိုအားနာအောင်ကွာအကြတော့မင်းတို့လမ်းမှာပိတ်နေပြီ TNN နေပိတ်နေပြီ MMBA ပိတ်နေပြီမင်းတို့ဘာလုပ်မှာဟမ်ဘာလုပ်ရဲဦးလိမ့်မလားလာချုပ်ပြီးလိုက်တော့လဲအင်းသိတယ်အော်ဝါပြည်တယ်ညာပြည်တယ်ပြီးသွားလဲပြီးသွားတာပဲအခုအာ ငါတို့အချင်းချင်းလေးတော့မနာနဲ့မင်းတို့ကောင်နေမနာနဲ့မင်းတို့ပြောထားတဲ့စကားတွေဘာဖြစ်ဖြစ်ငါတို့ကမိုးကုတ်ကိုကာကွယ်မယ်အကုန်လုံးရောက်နေပြီအကုန်လုံးရောက်နေရခင်ဗျကျွန်တော်လက်တင်ပေးပြီးသားထတ်ချီသေးတယ်ထပ်ပြီးတော့ခင်ဗျားတို့တပိတ်ချင်းမရေရဘက်ကဟာရောက်နေကြအောင်ခင်ဗျားတို့တိလားမတိလားတော့မသိဘူးကျွန်တော်ရှိမှဗီဒီယိုပိုင်းကြည့်ရအဲ့အဲ့တပိတ်ချင်းမရေရဘက်ကပါအကုန်လုံးအမစုနေရမိုးကုတ်မှာစုနေရကြတော့ဘာလို့မှမင်းတို့လူဝေးစုကြီးဘာလို့မှကြတော့ เนาะတချို့ရအချို့ရရကျွန်တော်ကျွန်တော်အများအားပြောပါတယ်ခင်ဗျားတို့ထာဝရရန်သူထာဝရမိတ်ဆွေဆိုမကြည့်ဘူးထာဝရကိုဂျိုစီပါပဲရှိရခင်ဗျာထာဝရကိုဂျိုစီပါပဲရှိရခင်ဗျားတို့ခင်ဗျားတို့ကအတုံးချကန်ဆိုတော့ကျွန်တော်တောက်ချောက်ပြောအတုံးချကန်အတုံးချကန်ဆိုခင်ဗျားတို့ကမယုံဘူးခင်ဗျာအဒီမှာကြည့်လိုက်ဘယ်ဘယ်ဖြစ်တင်မှာပဲဖြစ်ခင်ဗျားတို့အတုံးချခံလာရတာကြီးပဲเนาะအကြောတော့ဘာလုံးမှာတော့မင်းတို့လမ်းအောင်တီယန်တန်နေပိတ်နေဘာလုံးမှာတော့မင်းတို့